တင်ရဆယ်ဝင်ချင်မှာ all round နာလဲကောင်းတယ် performance လဲကောင်းတယ်ဆိုတော့ဖုန်းလေးလုံးကြောင်းပြပြပေးမယ်ဆိုတော့ဘယ်ဖုန်းနေဖြစ်မလဲဘယ်သူတွေကဘယ်ဖုန်းကိုယူတင်လဲဒီကြောင်းပြပြပေးမယ် မောင်းတလုံးကတော့ Xiaomi ရဲ့ CB5 Pro ဒီကောင်က Snapdragon AF Gen 4နဲ့ performance ကောင်းတယ်မကဘဲနဲ့ Leica camera တွေ telephoto တွေပါပြီးတော့ camera တော်တော်လေးကိုမှအဆင်ပြေတယ်ပြီးတော့အားလုံးသိရတဲ့အတိုင်းပဲ Xiaomi ရဲ့ CB series battery မခံတော့ဘူးဆိုတာဒီခေတ်မှာမရှိတော့ဘူး CB5 Pro ကစပြီးတော့ silicon ကောင်း battery ကို6000 mAh နဲ့သုံးလာတာဆိုတော့ AEC battery ခံသွားတယ်ဒီကောင်ကတော့ရှင်းပါတယ် camera ကောင်းလို့ကျင်တဲ့ performance လည်းကောင်းအောင်မယ်ဆိုတဲ့သူတွေအတွက်ကောင်းကောင်းရွေးချယ်လို့ရတဲ့30ဝန်းကျင်က အောင်နာကောင်းတဲ့ Xiaomi ရဲ့ CP5 Pro နောက်နှလုံးကတော့ performance တည်တည်နှံ့ဦးစားပေးထားပြီးတော့ချွတ်တူးချစ်တွေပိုင်းနဲ့ဂိမ်းဆော့တဲ့အခါမှာ heat down down တက်တဲ့ IQ Neo 2 Tam C. Anquinio Tambro Plus ကတော့ Snapdragon 888လင်းနဲ့လာတယ်။ performance လုံးဝကို share ပြီးတော့ beta ချိန်မှာပဲအကုန်ပါသေးရယ်ဆိုတော့ gain ဆုံးတဲ့အခါတောင်းတောင်းမပူ။ဒီကောင်က30ဝန်းကျင်မှာ performance ဦးစားပြီးလိုချင်နေဆိုတဲ့သူတွေအတွက်။နောက်တစ်လုံးကတော့ Anquinio 10ဒီကောင်ကတော့30မဟုတ်တော့ဒီကောင်က15သိန်းဝန်းကျင်ဖြစ်သွားတယ်။ဒါတသက်အပိုထည့်ပြလိုက်တာ။15သိန်းဝန်းကျင်မှာဘာဝင်လို့ဝယ်မှမသိရတဲ့သူတွေအတွက် performance ဦးစားပြီးလိုချင်တဲ့သူတွေအတွက်ရွေးကိုရွေးတင်တဲ့ဖုန်း Anquinio 10။ဆိုတော့ Anquinio 10 series ကတော့ performance ဦးစားပေးတဲ့လူတွေအတွက်ကတော့ဒါ maxi မှိတ်ပြီးတော့တေချာရွေးဝယ်လို့ရတဲ့အကောင့်နေ new temple plus ကတော့ဒါလုံးဝ highly recommended ပဲ ။နောက်တစ်လုံးကတော့ Lossy PC install မရောက်သေးဘူး။ဒီကောင်က pre-order အရင်တင်ရတာ။အဲ့ဒါက Snapdragon 8 Gen 3နဲ့ Honor 400 Pro သိရမလား။ဒီသိန်း20ဝန်းကျင် official global ထဲမှာ8 Gen 3လို့ performance SoC မျိုးကိုသိန်း20ကျော်လောက်နဲ့ရမှာ။ပြီးတော့ဒီကောင်ကမိုက်တာ Honor portrait camera တွေပါ။ကင်မရာဘိုင်းတော်တော်လေးကိုကောင်းတယ်။ဒါအပြင်ကမှ AI feature တွေလည်းအများကြီးပါသေးတယ်။ဆိုတော့ Honor 400 Pro ကတော့ရှင်းရှင်းလေးသိန်း20ကျော်လောက်သုံးကျင်တယ်။ performance လည်းကောင်းကျင်တယ်၊ကင်မရာလည်းကောင်းကျင်တယ်၊ display လည်းလှမ်းကျင်တယ်။ battery လည်းခံရမယ်ဆိုတဲ့သူတွေအတွက်ဒါရွေးချယ်တင်တဲ့ဖုန်း။ရွေးချယ်တင်တာမဟုတ်ဘူး။ဒါကရွေးဖို့ ရွေးရမယ် official global ထဲက Honda 400 Pro ဆိုတော့ Honda 400 Pro ကတော့ဒါပြော်တာသွားတင်ကိုတင်တဲ့။ဒါကတော့30ဝန်းကျင်မှာရွေးဝယ်တဲ့ဖုန်းလေးလုံးဆိုတော့ဘယ်ဖုန်းတွေဘယ်လိုမျိုးကြိုက်လဲဘယ်သူတွေကဘယ်ဖုန်းကိုရွေးဖြစ်လဲဆိုတော့အောက်ကကွန်မန့်မှာဆွေးနွေးကြပါအောင်။ဆိုတော့ကျွန်တော်တို့နောက်မှတွေ့ကြရအောင်။အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်အရင်ကြော်ယူပါ။ Yangon Mobile Store